မင်္ဂလာပါပရိသတ်ကြီးရေဒီနေ့မှာတော့ကမ္ဘာသမိုင်းနဲ့ပတ်သက်ပြီးဒုတိယရဲ့အပိုင်းနှစ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီနေ့မှာလည်းမမျှော်လင့်ထားလေစိတ်ဝင်စားစရာကောင်းတာတဲ့ကမ္ဘာအချက်လက်တွေနဲ့အတူဘာတွေဖြစ်နေဆိုတာကိုဆက်လက်ကြည့်ရှုလိုက်ကြရအောင်နံပါတ်1အော့စဖို့တက္ကသိုလ်ဟာအက်စတာအင်ပါယာထက်ပိုပြီးရှေ့ကျခြင်းအခုအချက်ကတော့ထူးခြားတဲ့အချိန်ကာလတစ်ခုကိုဖော်ပြနေတာပါကမ္ဘာကျော်အော့စဖို့တက္ကသိုလ်ကို 1906ခုနှစ်ကတည်းကစတင်တည်ဆောက်ခဲ့ကြဖြစ်ပါတယ်။ဒီတော့ကမ္ဘာရှိအကြဆုံးတက္ကသိုလ်တွေထဲကတစ်ခုပေါ့။ဒါပေမဲ့လူသိနေတာကတော့နမေကျော်အက်စတာအင်ပါယာကို1325ခုနှစ်မှာစတင်တည်ထောင်ခဲ့ကြဖြစ်ပါတယ်။ဒါကြောင့်အော့စဘိုတက္ကသိုလ်ကအက်စတာအင်ပါယာထက်နှစ်ပေါင်း200ကျော်ပိုပြီးတော့ရှေးကျတယ်ဆိုတာအံ့ဩစရာကောင်းတဲ့အချက်တစ်ခုပါပဲ။နမနဲ့ရောမခက်ကစီးကိုတွားတိုက်စီအဖြစ်အသုံးပြုခြင်း နောက်တာထူးခြားပြီးအ ਨੇ ငယ်ယွန်စရာကောင်းတဲ့အချက်ကတော့ချေယောမာကစ်ကအလေးအကျင့်တစ်ခုပါပဲချေယောမာကစ်ကလူကြီးကစီးကိုရချိုးဖို့နဲ့အဝိရှော်ဖို့အတွက်အသုံးပြုခဲ့ကြရဆိုတာကိုသူအချို့ကတော့သိကြပါလိမ့်မယ်ဒါပေမဲ့ပိုပြီးတော့သူဒီနေရာတစ်ခုကတော့သူတို့ဟာစီးကို green တက်စင်စင်းနဲ့တွားကူစင်းအဖြစ်ပါအသုံးပြုခဲ့တယ်ဆိုတာပါပဲစီးထဲမှာပါဝင်တဲ့အမိုးနီယာကကကန့်စင်စင်းတဲ့ဂုံးတက်ရှိရလို့သူတို့ကယုံကြည်ခဲ့ကြတာကြောင့်ပါ နံပါတ်3အတူဆိုးစစ်ပွဲကမ္ဘာတမန်တရှိအောင်ဖြစ်ပွားခဲ့တဲ့စစ်ပွဲတွေမှာအတူဆိုးစစ်ပွဲတစ်ခုရှိနေဆိုတာသိကြပါလားအဲ့ဒါကတော့1896ခုနှစ်ဩဂတ်လ29ရက်ကဗြိတိန်နဲ့ဇန်စီဘာတို့ကြားဖြစ်ပွားခဲ့တဲ့အင်္ဂလိပ်ဇန်စီဘာစစ်ပွဲပဲဖြစ်ပါလိမ့်အဲ့စစ်ပွဲဟာစတင်ဖြစ်ပွားပြီး3 8 0မိနစ်သာကြာမြင့်ခဲ့ပြီးဗြိတိန်ဘက်ကအပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်တကယ်ကိုမေယိုနိုင်ကြီးကပြည့်ရတဲ့ကူပါပဲ ။နံပါတ်၄မာရီဂျူရီရဲ့မှတ်စုစာအုပ်တွေအခုချိန်ထိတည်အောင်ကြည့်တင်နေခြင်း။ရိုဘယ်ဆုရှင်ယူဝဗေဒပညာရှင်မာရီဂျူရီကရေဒီယိုတတ်တို့ကြားဓာတ်စင်တွေကိုရှာဖွေတွေ့ရှိခဲ့သူပါ။ဒါပေမဲ့ဒူသူနေတာကတော့သူမရဲ့မှတ်စုစာအုပ်တွေက သူမကွယ်လွန်ပြီးနှစ်ပေါင်း၁၀၀ကျော်ကြာနေပြီဖြစ်ရင်ပဲအခုထိတည်အောင်ကြည့်တင်နေစေတွင်လို့ဘေးရန်ကြီးကင်းစွာကြည့်တွေ့ကြတဲ့လို့မရသေးတာပါပဲ။ဒါဟာသူမရဲ့ရှာဖွေတွေ့ရှိမှုတွေ ဘလောက်ထိအစွမ်းထက်များဆိုတာကိုပြသနေတာတို့ဖြစ်ပါလေ။နံပါတ်5ချာလီချပ်လင်တရုတ်ဆောင်ရှင်ပြန်ပွဲကဘာကျော်ခါတာတရုတ်ဆောင်ချာလီချပ်လင်အကြောင်းကိုလည်းပြောပြခြင်းပါလေ။အဟောစရာကောင်းတာကချာလီချပ်လင်ဟာအချိန်ကသူ့ကိုယ်သူချာလီချပ်လင်အယောင်ဆောင်ပြန်ပွဲတစ်ခုမှာဝင်ရောက်ရှင်ပြန်ခဲ့ပူပါလေ။အဲဒီတော့ကောင်းမှာသူကိုယ်တိုင်ပါဝင်ရှင်ပြန်ခဲ့ပေမယ့်အဆက်20တာကြာရှိခဲ့တယ်လို့ဆိုပါလေ။သူရတရုတ်ဆောင်စွမ်းရည်ကို ဘသူမှမမိဘူးထင်ရပေမဲ့တကယ်ပြိုင်ပွဲမှာတော့အဆင့်နှင့်ကွာခဲ့တာစေဝင်စားရကောင်းပါလိမ့်။နံပါတ်6တိုးရီကိုငရေဆက်အဖြစ်အသုံးပြုခဲ့တဲ့အမေရိကန်ကင်မရာနောက်ဆုံးအချက်အနေနဲ့ပြောပြပေးချင်တာကအမေရိကန်ကင်မရာဝူရုံဝစ်ဆင်ကြောင့်ဖြစ်ပါလိမ့်။ပထမကမ္ဘာစစ်အတွင်းမှာစစ်ပွဲစည်းတွေမလပ်ပါတာကြောင့်ကင်မရာဝစ်ဆင်နဲ့သူ့ရဲ့ဇနီးတဲ့တို့ကအင်ဂျီတော်ရဲ့နှကင်းတွေကိုတန်ရှင်းအောင်ထားဖို့နဲ့ဝင်းစည်းချော့ချဖို့အတွက် တိုးတွေကိုမြေးဆက်ချက်အသုံးပြုခဲ့ကြပါတယ်။အဲဒီတိုးတွေရဲ့သုံးမျိုးတွေကိုလည်း Recross Strat ရမောင်ဝေရှာဖို့လေလံတင်ကြောင်းချခဲ့ပါပြီ။ဒီရက်တော့ကမ္ဘာသမိုင်းရဲ့လူပြည်နယ်တဲ့အချက်အလက်တွေကိုတက်ဆက်ပေးခဲ့ပြီးဖြစ်ပါတယ်။တကယ်ပဲမယုံနိုင်စရာဒါပေမဲ့စိတ်ဝင်စားစရာကောင်းရင်ဖျက်တွေ့ပါပဲ။ဒီဗီဒီယိုကလည်းတဲ့အတွက်အသက်အဆန်းဘုဒ္ဓတာတွေကြာသွားမယ်လို့မှန်းနေပါတယ်။ဒီလိုကမ္ဘာသမိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးခြင်းရင် ကွန်မန့်မှာရေးသားပေးခဲ့ပါအောင်ကြည့်ရှုပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆောင်ရွက်ကြပါစို့ခင်ဗျာ